ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ KSS ကဒီမတီတစ္ဆာမရှိခဲ့တော့မဟာလာတို့အပွဲပေါ်ကျောင်းသားကောင်းဆောင်ဥပ္ပိုလ်ကြီးဘာတွေပြောခဲ့လဲစသည်ဖျက်ပြပါပြီတဲ့ လူမြတ်ကျော်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်မနေ့ကတော့တမူးများနီလာကန်ဆိုတဲ့ကိစ္စဒေါ်လာရေးကိုတွေးတက်လောင်းကြခေါင်းဆောင်မျိုးဆက်ပေါ်ထွက်လာအောင်နီလာကန်က စစ်ကောင်ရှင်ဖွဲ့ကြအလဲကြစစ်ဦးစီးချုပ်နဲ့တော်လန်ရေးကိုအောင်ပွဲရလူရဆိုတဲ့ရွေချက်နဲ့ဆရာဦးကြည်မင်းရဲ့အချုပ်တက်မှုတွေဆွေးနွေးကြပါတယ်။နောက်ရက်တွေမှာတော့ဒီထက်ပိုပြီးပြည်စုံတဲ့အခြေအနေတွေကျွန်တော်ပြန်လာပါမယ်။ဒီနေ့တော့အခြေသတင်းကြည့်နေတဲ့ online ထက်ကသတင်းတွေကတော့အချင်းပေါင်းတမယာသီတုတ်အတ္တီမရလို့ပိတ်ခိုင်းနေဆိုတဲ့သတင်းရှိပါ ကိုလုံးမကိုစားရတာပါကိုလုံးမကိုစားရတာပါဒါပေမဲ့စနစ်မကောင်းရင်တော့အချင်းပေါင်းတော်ရောင်းစားလို့မရတဲ့ပေါ်ပါ FDA တနိုင်ငံလုံးကိုတရုတ်ပြည်ကတွင်းနေတဲ့ snack အထုတ် FDA စတနိုင်ငံလုံးကဈေးတယ်ဟိုတယ်ဈာကအစ FDA ရှိလို့လားဒါပေမဲ့ နာမည်ကြီးလာရင်မနာလို့မရှုစိတ်ကြဘူးဗျကိုယ့်အကူယူယူတတအချင်းပေါင်းရောင်းစားတာပါဒါပေမဲ့စနစ်မကောင်းတော့မတရားအနိုင်ကျင့်ခံရတော့ဘူး online ဈေးရောက်လို့ရလားကိုလိုမှကိုစားတာလीကိုပစက်နဲ့ကိုကိုဈေးရောက်တာလीအေးကိုအင်တာနက်ပေကိုဆောင်ပြီးဈေးရောက်တာလीဒါပေမဲ့စစ်အာဏာရှင်စနစ်အောက်မှာအင်တာနက် line ကောင်းနေသလားမိမှန်နေသလား online မှာဈေးရောက်စားလို့ရလား ကိုလုံးမှာကိုစားရတာဒါပေမဲ့စနစ်မကောင်းရင်တော့ခင်ဗျားတို့ဘာမှလုပ်မရအချင်းမောင်းပြီးတော့အချင်းမောင်းနဲ့အပြဒီကနေ့ online ထပ်မှာတော့ဘုံခိုချင်းဒူဖော်ကြီးကုမ္ပဏီတွေနေစားသမားတွေတော်များများထွက်ပေါ်နေပါတယ်ဘုံခိုချင်းတူးဖို့အသိပညာရေးလုပ်ငန်းများကို 18ဒသမ2ဘီလီယံသုံးဆွဲထားတယ်လို့မြို့သားညူရီအစိုးရရဲ့ဝန်ကြီးဌာနတစ်ခုကဆိုပါတယ်ခင်ဗျာဒါပေမဲ့အဲ့တရင်ကိုမောင်းကဒီကနေ့ပဲပြန်လဲအပ်ဒိတ်လုပ်ပြင်ဆင်ပြီးလူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးတယ်ဆိုတာမျိုးလေးထပ်ဖြည့်ရတာတွေ့ရပါတယ်ဒါရီနဲ့ပတ်သက်ပြီးငှက်ကင်ဘုန်းခုချင်းလူတော်လန်ရေးနဲ့အတူ익ခေါ်ဆိုရဲ့ အကြောင်းလေးကိုဒုတိယပိုင်းမှာဆွင့်ရေးကြောင်းမှာဖြစ်ပါတယ်အခုတော့တော်လန်တရင်းနေနဲ့စလိုက်ရအောင်ဒီနေ့တော်လန်တရင်းနေမှာပြည်သူကျင်စာ ပြည်သူစိန်ကြီးတင်ပြီးကိုတက်ကိုမာကျဲတာနဲ့ကိုလူကို ပြစ်တတ်တဲ့တရင်းတွေရှိနေပါတယ်နောက်တစ်ခုကဝမ်တာအဲလေဖြစ်စရာတရင်းကတန်တလန်တန်တလန်မှာရှိနေပါတယ်တန်တလန်မှာစစ်ကောင်စီ စကစကခန့်အပ်ထားတဲ့စကစအဖွဲ့ဝင်ဒေါက်တာမူထန်တန်ကလန်မျိုးရှိနေအာလုံးညီအာလုံးကိုပြည်သူပိုင်ဖြစ်ချိတ်ပိတ်သိမ်းဆဲလိုက်ပါဒီတဲ့ရင်ရှိပါဆိုတော့စားလိုက်ကြရအောင်ပြည်ကစပြောမယ်ပြုပြည်မှာအုံတော်လမ်းမှာပြည်ဒကစဂျီဝမ်ပုံမူဂျီဟွန်း ပြည်ပတော်ပေးစမ်းပေါက်ချောင်းရွာစမ်းပေါက်ချောင်းရွာပြည်ကဒါကစာជីဝမ်မတဘောမရှိကဲ့တေခြင်းစိုးနဲ့တေပြီးတရကုံတင်လို့ရပါပြီဆိုတဲ့အကြောင်းလူမြတ်ကျော်ကသတင်းစကားပွားပြန်စီဘဝရကွက်ကလူတွေဗီဒီယိုကိုတိတ်တိတ်ကြိတ်ကြွေခိုးကြည့်နေတယ်ဆိုရင်ပြည်ဒါကစာជីဝမ် မမတာပေါ်သွားပြီတဏ္ဍကုံတင်လို့ရပြီဆိုတဲ့အကြောင်းအချင်းချင်းလက်တို့ပြီးတော့တတိပေးလိုက်ပါဒီမတော်လမ်းမှာပြီးဆက်ပေါက်ချောင်းရွာမှာမတာပေါ်ပါ အလောင်းကောက်ချင်ပတ်ကောက်ပြန်တတိရှိတယ်ဓကစရရဲ့လူတွေကိုတော့ဒီဓကစရမှာတရင်ပေါက်ကြားတယ်ဆိုပြီးအချင်းချင်းပြန်ဖမ်းတဲ့ဟင်တာ900ဆက ကနေနေဆိုတဲ့အခြေအနေကိုတော့ကျွန်တော်တို့ကြားရပါတယ်အဲ့တော့နောက်တစ်ခုပကိုတိုင်းပြည်ပတော်ဘုံအောင်မူသူဟွန်းမတာထပ်ပေါ်ပါလေအချင်းချင်းထပ်ပြစ်လို့ပါ24ရက်နေ့နနက်တနားကြီးပြည်အုံတော်လမ်းမှာနေအိမ်တစ်လုံးမှာအေနဲ့ပြည်တဲ့တပ်ဖွဲ့များဝင်ရောက်တဲခုန်နေတယ်ဆိုတဲ့တည်င်း ရရှိတော့ကြောင့်လက်နက်ကဲအစုံကြီးနဲ့စစ်ကားတွေတလဟောနဲ့ဝုံနဲ့သွားပြီးဝင်ရောက်စီးနင်းခဲ့ပါတယ်ပြစ်ခတ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာငတ်တလင်းမျိုးရွာမရက်ွက်ရွာမမှာနေထိုင်တဲ့ဘုံအောင်မိုးသူဆိုတဲ့ကောင်ကိုဖက်စစ်တပ်ကပြစ်ခတ်လိုက်ပါတယ်ဟင်တာကိုတောင်ဆက်ကိုလူကိုပြစ်တတ်တာ အဲ့ဒီအောင်မျိုးသူဆိုတဲ့ကောင်ကပြည်ဇာတိမဟုတ်ဘူးနတ်တလင်းကကောင်တွတ်သူမားဖြစ်ပြီးအနီးနားကလူငယ်တွေကိုဖမ်းဆီးဆက်လက်ဦးတော့ဖမ်းဆီးသွားတယ်လို့ကျွန်တော်တို့သိရပါတယ်နောက်တစ်ခုကအမတ်တုံလေးလေးအမြောက်တက်ဘုံကျဲချတာဘလုကောင်လေး တက်တွေပေါ့ဗျာအဲတက်တွေကသူ့တက်တွေကဖက်စစ်တက်ကကုန်ရင်ပြန်ဆုတ်လာတာမြောက်ဆန်းလာဒါပေမဲ့ကြောက်ရွံ့ပြီးတော့အမတ်တော့တုံးလေးလေးပန်းတော်ကြီးလေချောင်းနဲ့မှားချဲတာအကုန်ပြာကြပြီးမတာပေါ်တာပါတက်ဆုတ်လာတာဖြစ်ပါလေအဲ့တော့အာမတတည်ရင်မှုဒီကိစ္စနဲ့ပတ်သက်ပြီးအဖမ်းခံရမယ်လို့ကျွန်တော်တို့ကြားနေရပါ နောက်ထပ်သတင်းတစ်ခုကတော့မြင်ထွေးဆိုတဲ့ဘုံမူးကြီးဆိုတဲ့ကောင်စောက်ကျင့်တစ်စက်မှမကောင်းတဲ့ဘုံမူးတို့ဘူကြီးတို့ပေါ့ဗျအဲ့တော့မြင်ထွေးဟာရဲဘော်တပ်သားတွေရဲ့စစ်စည်စည်လစာတွေမပေးပဲဖြက်စားလက်စားလို့ခေါင်းပုံဖြက်အမျက်ထုတ်နေတယ်ဆိုတဲ့အကြောင်းဒီကနေ့ကျွန်တော်တို့သိရှိထားရပါတယ်အဲ့တော့မြင်ထွေးဆိုတဲ့ကောင်ကငါတော့ကောပြီး သွေထဲအကုန်ထဲ့ပါလေတိုက်ပွဲသွားတဲ့လူတွေဆယ်လပိုင်းဆက်တလပိုင်းလစာတွေကိုလုံးဝမပေးဘူး၃လပိုင်း၅လပိုင်းကိုပေးပြီးခွန်ရှိကိုဟော၃လပိုင်း၅လပိုင်းမရဘူး၇လပိုင်း၈လပိုင်း၉လပိုင်းပေးတယ်ဗမော်ရှေတန်းမှာရောက်နေတဲ့ရဲဘော်စစ်တီတွေဟာစကားဆိုင်တနေ့ကိုစစ်စင်ကြီးနေ့ရက်စီထောက်နေရလေ မပေးဘူးအဲ့တော့လက်ရှိအချိန်မှာဗစ်တက်ဟာလောက်ကန်တက်သားတွေတဲ့နေ့စဉ်စစ်စင်ဈေးအတွက်တနေ့ထောက်နေရပေးပါတယ်အဲ့တော့ရှီလန်စကန်ဒီမှာနေထိုင်တဲ့သူတွေကိုလုံးဝဒီပတ်ဆက်တွေမပေးပဲအချင်းချင်းခေါင်းပုတ်ဖြက်ကုတ်သွေးစုပ်နေတာတည်ရပါ အဲ့တော့ရှည်တန်းထွက်တဲ့အချိန်မှာပဲရတယ်ဒီပစံထောက်နေရနော်အဲထောက်နေရလားတသိန်းသောင်းလားမသိဘူးဗျာအဲ့အဲ့တလောက် sorry တလောက်တသိန်းသောင်းလားမသိဘူး sorry မှားသွားပြီနော်အဲ့တော့အဲ့တော့လေမရဘူးလစာတွေလည်းမရဘူးတက်ခွဲမှုထိန်လင်းမှုနဲ့ပုံမှုကြီးမြင့်ထွေးတည်ရင်မှုကိုကျိုးအတွက်သုံးတယ်ထိန်လင်းမှုကတော့ပတ်စဉ်49စင်းဆိုတော့ ရှေ့တန်းမှာစစ်တိုက်နေတဲ့ကောင်လေးစစ်တိုက်နေတဲ့ကောင်လေးဘဝရဲ့အတက်ကြီးရင်ပြီးကိုယ်တက်ဆုံစီတီကိုယ့်ရဲ့စစ်စင်ရင်းနိရခါလေးလာစာတွေတော့မရပဲနောက်တန်းကမရရဖာခံထွက်နေရတယ်ဆိုတာသိကြပါရဲ့လားပြောရိုင်းသွားမှာဆိုလို့စက်မပြောတော့အဲ့တော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘသူကပြောတာလေလူမျိုးတော့မင်းကဘယ်ရသိရတာလဲဆိုတော့ ကချင်းပြည်နယ်ဗမော့တိုက်ပွဲအမတော်ဝင်တင်တက်ရင်မှအလင်းဝင်ရောက်ခဲ့တက်ချက်တုံးကဒီကနေ့ပြောဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ကိုရဲဘော်ရဲဘတ်ချင်းလဲတစ္ဆာမရှိကိုကိုကူလဲတစ္ဆာမရှိကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးပေါ်မှာလဲတစ္ဆာမရှိတဲ့ကောင်းကြီးစီကမျော်လင့်နေကြပါကုန်တော့ငြိမ်ချမ်းရေးကြီး ား MICD လားဘယ်မှာလားလူမြင်ကောင်းလူကြောက်ကောင်းအောင်လုပ်ပြနေတာကိုလည်းကျွန်တော်ဒီကနေ့တွေ့ရပါတယ်။ဖက်စစ်တပ်ကခေါင်းဆောင်ကစတရင်မှုဘုံမှုဘိုးကြီးတရင်ဘိုးကြီးအဆင့်အလောက်ထိပေါ့နော်။တက်ချက်နဲ့အခြားစစ်တီတွေကတော့မျိုးစားပင်တွေပေါ့ဗျာ။သူ့ရဲ့မိသားစုတွေကတော့မျိုးစားပင်တွေပေါ့။အရာရှိအဆင့်တွေထိ ကိုတပ်ပေါ်မှာလည်းကိုတစ္ဆာမရှိဘူးကိုရဲဘော်ရဲဘက်ပေါ်မှာလည်းတစ္ဆာမရှိဘူးကိုနိုင်ငံကိုလူမျိုးပေါ်မှာလည်းတစ္ဆာမရှိဘူးကိုကိုကိုပေါ်မှာလည်းတစ္ဆာမရှိဒီလိုကောင်းနေစီကမြုံလင်ပြီးတော့ငြိမ်းချမ်းရေးရွေးကောက်ပွဲရွေးကောက်ပွဲဟာလက်ရှိပြိပက ဖြစ်စဉ်များကိုပြောင်းလဲဖို့အဖြစ်မဟုတ်ပေမဲ့ပြောင်းလဲနိုင်ပေမဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ပြောလိုက်တဲ့စစ်တပ်ရှိမျိုးဆက်ခေါင်းဆောင်ကျောင်းသားခေါင်းဆောင်ဦးကုတ်ကူကြီးရဲ့စကားဒီကနေ့ကျွန်တော်နားထောင်လိုက်ရပါတယ်ဆိုတော့ဒီလိုသစ္စာတရားမရှိဂတိမတည်ဘယ်ဒုံကမှမဂတိမတည်60နှစ်မှာဂတိတည်ခဲ့လား58မှာဂတိတည်ခဲ့လား62မှာဂတိတည်ခဲ့လား 七实，什马格里底给了？表演、表演，他一路给了。那掏空马格里底给了。那掏，那谁嘛，格里底给了？那掏，色系那什马格里底给了？偏得马老上对卡西写？不是这个，别个是啥？偏啥？亲家也有。 အဲ့လိုပြောရင်ဒီဒီဝမ်းစာရှာပွင့်နေတဲ့ဒီအမိကြီးလေးပေါ့နော်ဒီပြည့်စားအမများကိုထိခိုက်တယ်ဖြစ်သွားရင်တောင်းမှာပါစစ်တပ်စကားချင်းားရည်မှုကျွန်တော်ကဒီနေရာမှာကင်မွန်တက်လိုက်ချင်ပါတယ်စစ်တပ်ကကောင်တွေတမိုင်းအဆက်ဆက်ပြောခဲ့သမျှအကုန်ချင်းားရည်ယူကြည့်ပါမယ်တမိုင်းကိုပြန်လိုက်ရင်ဒီဗီဒီယိုညာလုံးပေါက်သွားမှာဆိုလို့ နွားရှိမှာတော့ထွန်ကျူးမပြချင်တော့ဘူးအဲ့ဒီငင်းကြံရေးဆွေးနွေးပွဲဘာဆွေးနွေးပွဲညဆွေးနွေးပွဲခေါင်းစဉ်တက်ပြီးပြည်တွင်းမှာ နိုင်ငံရေးနီးနဲ့အကြမ်းမဖက်ရယူပေါ်ပြောင်းလဲမှုစူးစမ်းနေတဲ့သူတွေကိုတခုပြောလာပြောချင်တာကစစ်တပ်စီကဖက်စစ်တပ်လူယုံမှာတိုက်မိဆာတိုက်စီကခင်ဗျားတို့မျော်လင့်နေသေးတယ်ဆိုတာကူက ပြည်သူစံနာနဲ့ဆန့်ကျင်နေတာပါဒီအချိန်မှာပြည်သူတရလုံးကိုမေးကြည့်လိုက်ပါအချောင်းနေအချောင်းစားရေပေါ်စီအီလစ်လူရန်စားများမပါစစ်ကောင်စီအတိုင်းဝန်းနဲ့ဘောမြဘောမာများမပါလက်ရှိအခြေခံလူရန်စားတကယ်ပြည်သူလူလူစစ်စစ်ကိုမေးကြည့်လိုက်ပါဖတ်စစ်တက်ကိုစစ်အနိုင်တိုက်ပေးပါဆိုတဲ့ solution အဖြစ်တစ်ခုကလွဲလို့ ချန်တာဘာမှပြည်သူလူလူကစောရကမတက်တော့ဘူးမမျော်လင့်တော့ဘူးစစ်တပ်ကိုပြည်သူဟာကြောခိုင်းလိုက်ပါပြီဒါကိုမသိပဲဆက်ဆရာတော့နိုင်ငံကြီးတမိုင်းရှိဝါရှိပုပ်ကူများကမျော်လင့်နေသေးတယ်ဆိုတာဟာလေခင်ဗျားတို့ဟာစစ်တပ်နီးသူပြည်သူကိုကြောခိုင်းလိုက်တာဖြစ်ပါ ဒီဒီစကားကိုကျွန်တော်ရှင်းအောင်ထပ်ပြောရရင်ပြည်သူလူထုဟာစစ်တပ်ကိုကြောခိုင်းလိုက်ပြီဆိုတာတမိုင်းတစ်ချောင်းမှာတက်တည်အများကြီးပြောက်ခဲ့ပြီးသားပါရွေးကောက်ပွဲတွေရွေးကောက်ပွဲတွေမှာပြည်သူလူထုဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ NLD ကိုစစ်တပ်ကလွှဲရင်ပြီးရောမဲထက်အနိုင်ရရှိချိန်ပေါင်း၃ချိန်တည်းမနေရှိခဲ့ပါ ါပေမဲ့ဖက်စစ်တပ်ဟာတောင်ကော90ရွေးကောက်ပွဲမှာဂရိမတီပဲတနိုင်ငံလုံးဖမ်းဆီးထောင်ထဲထည့်ပြီးစစ်အာဏာသိမ်းခဲ့ပါတယ်။ညင်းမလား2012ရွေးကောက်ပွဲစစ်တပ်ကလွှဲရင်ပြီးရောကြံတဲ့အကူကုန်တာနိုင်ငံတဲ့လူမှာ2025ရွေးကောက်ပွဲ2020ရွေးကောက်ပွဲစစ်တပ်ကိုပြည်သူကကြောက်ခိုင်းထားတာ ကြပါပြီ။နောက်စကားရက်တစ်ခုကကျွန်တော်တို့ဂုဂုကိုကြီးပြောတယ်ထင်မှာကျွန်တော်ပါတာကိုပြပြတာပါ။ကျွန်တော်တို့88တုံးကလည်းလက်နက်ကင်တိုက်ပွဲကိုစိတ်ကူးရှင်ခဲ့ဘူးလားပဲ။ကျွန်တော်တို့မျိုးတော်လိုက်ရေးမှာလက်နက်ကင်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့မျိုးဆက်အသီးသီးကတော်လိုက်ရဲဘော်တွေကစိတ်ကူးရှင်နေတာမဟုတ်ပါဘူး။အကြွေတိတိကြကြတိတ်တိတ်မမပြောချင်ရင် NUG MOD ဘာညာတရကတိတ်တိတ်လက်ညှိုးဖို့ပြောပါဘ အန်ယူဂျီတိုင်းတော်လိုက်ရေးသမားမဟုတ်တယ်လို့တော်လိုက်ရေးသမားတိုင်းအန်ယူဂျီမဟုတ်ပါဘူးလူကြီးမင်းတို့ကျောင်းတော်ကရန်စားတွေတော့၎င်း NLD နဲ့ဥကူကူကြီးရန်စားတွေတော့၎င်း NUG ကိုလူကြီးမီတို့အမြင်မကြည်ရင်တော့၎င်းကြဲ့တယ်ပြောဆိုဝေဖန်ကြပါတို့တော့တော်နိုင်ရှိနှွေဦးတော်နိုင်ရှိတိုင်းပြည်လုံးအိုးအကျွတ်ပါဝင်ပြီးလက်ရှိအချိန်ထိတိုင်းချီတဲ့ လူငယ်တွေမြေပြင်မှာအသက်ဆွတ်တိုက်ပွဲဝင်နေတာကိုတော့စိတ်ကူးရှင်နေလို့တော့ရှောင်လို့မှမပြောမိပါစေနိုင်ငံကြီးတော်လိုင်းကံကြီးထိုက်ပါဆိုလို့ပါတော်လိုင်းနိုင်ငံကြီးဆိုတာကံကြီးနဲ့ကြီးပါတယ်အင်မတန်ကိုအကဲဆက်ပါတယ်ကျွန်တော်အရင်တုန်းကပြောခဲ့ဘူးသလိုစကားတလုံး စိတ်တက်ကိုစစ်တက်ကိုစိတ်နဲ့တော့မပြမာနဲ့လို့ပြောခဲ့ဘူးလေဦးအောင်ကြီးဘလို့ဖြစ်သွားလဲဝိရဝသခင်ချစ်မှာကနေခွေးကရက်ချစ်မှာဘလို့ဖြစ်သွားသလဲဒါရီယာတမိုင်းမှာသင်္ကန်းစာတွေဖြစ်ပါတယ်ပြည်သူလူလူရဲ့အမုံအညို့နာကြီးမှုဟာနှွေဦးတော်လေး၄မိတာကာလာလဲကွက်ကြည့်ပြီးပြောလို့မရဘူးဆိုတာ အယိုးပုံကငញ្ញံရေးပိတုကာကြီးများကျွန်တော်ထပ်ပို့တိလိမ့်မယ်လို့ယူဆပါတယ်ဒီလီနစ်တာလို့ဦးတော်လန်ရေးကာလာလေးကိုကွက်ကွက်လေးပြောပြနေတာမဟုတ်ပါဘူးတမိုင်းမှာသင်ခန်းစာရှိလို့လက်ရှိသင်ခန်းစာတွေလည်းတွေ့နေရပါတယ်သူမနာကြောမှာတရားတွေနေပြနေ့စဉ်ဘုံကျဲလို့တေကျေပြက်စီးသွားရတဲ့လူတွေရဲ့အယိုးပုံကဖစစ်တဲ့စစ်ကြောရေးစခန်းတွေမှာအကြောင်းမဲ့အပြစ်မဲ့အသက်ဆုတ်သွားကြတယ် လူငယ်မျိုးဆက်တွေရဲ့ဝိညာဉ်တွေအယိုးပုံတွေပေါ်ကအပြစ်မဲ့ပြည်သူလူထုစာတင်ကြောင်းတွေနေအိမ်တွေပေါ်ကိုဘုံကျဲပြီးတိတ်ဆုံးသွားရရှာတဲ့အယိုးပုံပေါ်ကမိသားတစုအိမ်သားတရင်၅ဦးလုံးတပြိုင်တည်းထေသွားတဲ့အယိုးပုံပေါ်ကစီပါရွာကခေါင်းဖြတ်ဥထုတ်ပြီးတစသည်ရက်ဆက်အသက်ဖြတ်ခံခဲ့ရတဲ့ပြည်သူလူထုရဲ့အယိုးပုံပေါ်ကငြိမ်ချမ်းရေးတရားခမရတို့ဟောခြင်းနေကြတာ ဒီအခြေအနေကြီးကိုကျွန်တော်အံ့ဩမိပါတယ်ဒီစိတ်ကူးစိတ်တမ်းနဲ့ဒီအတွေးခေါ်ကိုတော့ကျွန်တော်အံ့ဩမိပါတယ်တဆတ်ဆတ်ထဲမှာဦးတန်းရွှေမောင်ဤတို့ပိုင်တဲ့ငပလီကဟိုတယ်ကိုအာခတ်တတ်တော်အေကတိမ်ပိုက်ထိမ်ချုပ်ချိတ်ပိတ်အပြီးမှာဒီကနေ့ဟာခါကနေအင်ရဲ့ထန်တလန်ကနေအင်ရဲ့ချန်နီမီတွေအားလုံးကိုစစ်ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်တဲ့ဒေါက်တာမူထန် ရှင်းပြတဲ့ဝင်ကြီးချုပ်ဟောဥဟုံငိုင်းအငိမ့်သားညွန်ချုပ်ဒေါက်တာဘမောင်ရာဇဝင်အဖွဲ့ဟောဥငုံမောင်ချင်းပါတီခေါင်းဆောင်တဦးဖြစ်တဲ့ဥနိုးထံကတ်တို့နဲ့အတီရှင်းပြတဲ့ပါတီကိုတီတောင်းပါစစ်ကောင်စီချင်းပမယ်ရွေးကောက်ပွဲကိုဝင်ရောက်ပြိုင်ဆိုင်မှုရှင်းပြိုင်မှုလုပ်နေတဲ့စက်ကရေးပါတီအရင်ကစက်ကရေးပါတီဝီတအူးလေးဖြစ်တဲ့ စစ်တပ်နဲ့တရားယာကိုင်းလုံးပူပေါင်းနဲ့ပူပေါင်းနေတဲ့လူဖြစ်တဲ့ချင်းပြည်နယ်ကျန်းဖို့ပါတီဥက္ကဋ္ဌဒေါက်တာမူထန်ရဲ့အိမ်ကို CNA CNF တပ်တော်ကဒီကနေ့ပိုင်ဆိုင်မှုမှန်သမျှချိတ်ပိတ်တင်ဆိုင်လိုက်ပါတယ်။နောက်ကာလရီမှာစစ်တပ်ခရိုမီစစ်ကောင်စီအတိုင်းဝိုင်းတွေရဲ့ပိုင်ဆိုင်မှုမှန်သမျှဘာတစ်ခုမှပြန်မရပဲ။ ။နောက်နာကတိုင်းပြည်တည်ဆောက်ရေးမှာအတုံးချဖို့တဟောင်းဒုတိယမြောက်သိသိမှုဖြစ်ပါတယ်။နိုင်ငံအနှံပြားမှာမတရားရယူလာတဲ့မြေယာတွေအိမ်ယာတွေမတရားရယူထားတဲ့မြေသိမ်းမှုတွေလယ်သိမ်းမှုတွေအချားနီးလနဲ့ဂုတ်သွေးဆုပ်တဲ့ပိုင်ဆိုင်မှုမှန်သမျှဤတော်လည်ကြီးကခွန့်လုံမှာမဟုတ်ပါဘူး 1988တုန်းကလို့ပေါ့သူတို့အကျိုးစီးပွားသူတို့ကို ခွင့်လို့ပေးပါခွင့်လို့ပေးရင်သူတို့အာနာမသိမ့်ပါဘူးဆိုပြီးမျက်ရည်ကန်ထိုးခဲ့တုန်းကနိုင်ငံရေးဆိုတွေကခွင့်မလို့လို့ဆိုပြီးသူတို့အာနာသိမ့်ရပါတယ်ဆိုပြီးအာနာယူတကောင်သားတွေကစင်ကြီးပေးခဲ့သေးတယ်ဗျဒီတစ်ခေါက်ကတော့စင်ကြီးလည်းမရဘူးလက်ချီလည်းမရဘူး စစ်တပ်နဲ့စစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးပိုင်ဆိုင်တော့ဟာမှန်တယ်မြတ်ဘဝမကူရေမရှူစနဲ့ဘရင်အောင်ဖောင်ပြက်ငါတို့မှလည်းဘာမှမရှိတော့ဘူးငါတို့မှပြန်စရာအိမ်လည်းမရှိတော့ရှင်တမ်းမဲ့မနှက်ဖြန်ဟာတော်လိုင်းရေးတာဖြစ်ပါလေအောင်ဝဲကိုရယူရန်တာတိုင်းပြည်တည်ဆောက်ရန်တာငါတို့မနှက်ဖြန်ရှင်တန်နေတာဖြစ်တယ်ဆိုတော့စိတ်တစ်ခုတည်းနဲ့ဒီတော်လိုင်းရေးကိုဆင်နေနေကြတာဆိုတော့ အယိုးဘုံကအယိုးဘုံဘောကညီငယ်တရားဟောချင်သူများ ਨੇ စစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးတိစီရင်ဒီနေရာကနေရာသတန်ထုတ်ဆင့်နေလို့ပြောလို့ပါတိရူရာသတန်လူမြတ်ကျော်ရာသတန်ဘောပေါ့ကျွန်တော်ပြောနေတဲ့စကားတွေနဲ့ပီဂရူနဲ့ဆန္ဒနဲ့တထက်တဲကြမယ်လို့ကျွန်တော်ယုံကြည်တယ်ခေစကားနဲ့ပြောရင်ရှင်ဘတ်ကြီးချက်ပိန်ထိုးတာလေတူတယ်ဗျာအဲ့တော့နောက်ထပ်သတင်းတွေကတော့ နျူကလ িয়ার စက်ရုံကိစ္စရှိနေပါတယ်။လာရှုံးပြန်ပြီးမပြီးရေဟိုတစ်ချိန်လုံးကလို့ဗမာပြည်ခွဲရေးတွေးရေးလုံးဝလွတ်လပ်ရေးစက်ကူယူစီမံကိန်းဗမာပြည်ကအမြဲနှချမ်းကွဲနှချမ်းမကွဲကွဲအောင်လဲစစ်တပ်ကအမြဲတတ်ရှုံနေကြ။အဲ့လိုတတ်ရှုံလို့ရအောင်လဲနိုင်ငံကြီးသမားတွေတချို့ elite ဂျီဘော်စီတွေကလမ်းကြောင်းပေးနေကြ။ဒါမျိုးတွေရိုးနေပြီ။ ဲ့တော့လက်ရှိလာရှိုးမှာ MD ပြန်ဆုတ်သေးပါမြို့ပေါ်12ရက်ကွက်ကိုပေးမယ်ဆိုတဲ့ညှိနှိုင်းချက်တော့ရှိနေပါတယ်ဒါပေမဲ့စစ်ကောင်စီကလည်းတမျိုးလုံးကိုယူမယ်ဆိုတဲ့တည်င်းရှိပါတယ်ဘာလို့ဆက်ဖြစ်မလဲဆိုတော့ပိတ်ကားထပ်မှာစောင့်ကြည့်ဖို့လိုပြီးတရင်တပ်ဖွဲ့ဘုံစုံတော်လည်းသမားအားလုံးစုစည်းတိုက်ပွဲဝင်လာတဲ့လာရှုဟာ ် MNDAA ပိုင်တာတော့မဟုတ်ပါဘူး။တော်လန်သွေးဆက်တီနဲ့ထုံမွန်းတဲ့လာရှိုးမြို့လေကအလန်တော်ဟာ MNDAA ရဲ့တပ်အလန်တော်ဖြစ်ကောင်းဖြစ်မယ်။ဒီအလန်တော် site to queen ရဖို့အတင်းတရတော်လန်ရဲ့တပ်ပေါင်းစုတွေကဒီနယ်လေးပါတယ် MNDAA ပါတယ်အညာတပ်တွေပါတယ် PDF တွေပါတယ် MNDAA ပါတယ်အကုန်ပါတယ်ပါနိုင်တယ်လို့ပါကြတယ်ဒီသွေးတွေနဲ့ထုံမွန်းထားတဲ့ အောင်မြေဖြစ်ပါတယ် MNDE တယောက်တည်းပိုင်နေတာတော့မဟုတ်ဘူးဆိုတာကိုတော့ MNDE ကတာဝန်ရှိလူကြီးများတတိချက်ဖို့လေးလေးစားစားပြောပြပါရစေနောက်တစ်ခုတိုင်းမှာ CRPH ကတိုင်းလွတ်တော်နဲ့ဆွေးနွေးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးမှတိုင်းအစိုးရကိုယ်တိုင်ဖိတ်ကြားတဲ့အစီအွေး ဘင်းစတက်စီဝေးကိုမရောက်နိုင်ကိုယ်တိုင်တတ်မယ်ဆိုတဲ့တိုင်းကြီးရှိပါတယ်။ဒါအာဆီယံရဲ့အရွေးဖြစ်တယ်လို့တစ်ဖက်မှာရုရှားနဲ့ပေါင်းဆက်တဲ့နျူကလ িয়ার စစ်ရုံစီမံဂိမ်းကိုပေါင်းလုံးစေအနည်းမှာစောင့်နေလို့ကျွန်တော်တို့အခြေခံသတင်းများအကြမ်းမြင့်သတင်းများရရှိထားပါတယ်။နေပြည်တော်မီလီရေးအတွက်အဓိကရွယ်မယ်ဆိုတဲ့အခြေအနေရှိပါတယ်။အဲ့တော့ ောက်တစ်ခုက DNA ကိစ္စအငိဘောပွဲရအခြေအနေတွေအများကြီးကျွန်တော်တို့ကြားနေရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီခြေတိမျောလင်းယုံကြည်စေပါတို့တော့ကြံ့ကြုံရင်နှုတ်လို့ရတယ်စကားကြုံရင်နှုတ်လို့မရညီရင်းကိုတတ်တော်ရင်းအဖြစ်ဆက်လက်တော်လိုက်ရင်းမှာအတူတိုက်ပွဲဝင်ပါရစေကျွန်တော်တွေကိုထူးထူးထူးကျွန်တော်မပြောလို့အဲ့တော့ လက်ရှိအချိန်ကလက်ရှိဒီတရင်တွေကတော့ဒါမျိုးပဲမလား29ရက်နေ့တမရောနေ့ဆိုတဲ့နေ့တနေ့ဂျင်းထည့်ခဲ့တဲ့နေ့တနေ့အကြောင်းလေးနောက်ဆုံးပြောပြခြင်းပါသေးတယ်တော်လိုင်းကြီးနေပါတမရောနေ့မဟုတ်ပါမတ်လ2ရက်နေ့တောင်မူလေသမားနေ့မဟုတ်ပါအာနာနေဝင်အာနာတိုင်းနေနေပါတိုင်းနေပြီနဲ့14ခုဆိုတဲ့အရွယ်တို့ကျဲဘူး14လုံးဆိုတာလေနေဝင် ရှင်းတဲ့ခဲ့တဲ့အလံကို135မျိုးဆိုတဲ့လူမျိုးစုတွေအတီးတီးခွဲချမ်းစိတ်ဖြာလိုက်တာတဲ့နေဝင်းရဲ့ချင်းမှာဝိဇာတိတ်ပံဘွဲ့နဲ့ပတ်သက်ပြီးတိတ်ပံကိုအမှတ်မြင့်တဲ့လူကြီးရမယ်ဆိုပြီးပညာရေးပြောင်းပြန်လန်ခဲ့တာလေနေဝင်းချင်းတွေပါနေဝင်းချင်းတွေအများကြီးထဲမှာမှအကြီးဆုံးချင်းကတော့လန်းစင်လူငယ်မဆလာခေါင်းဆောင် ဖြစ်ဖူးခဲ့တဲ့ဟာလန်းစင်လူငယ်ခေါင်းဆောင်ဖြစ်ဖူးခဲ့တဲ့ စစ်တပ်မပါပဲတိုင်းပြည်ပြောင်းလို့မရဘူးဆိုတဲ့အတွေးခေါ်ဂျင်းကြီးပါဒင်းဂျင်းကြီးမှာလမ်းစဉ်လူငယ်ဖြစ်ခဲ့မှုတွေဥကုကူကြီးတယောက်စစ်တပ်ရဲ့မဆာလာစစ်တပ်ဦးနေဝင်းချက်သွင်းတက်ရှုခဲ့တဲ့အတွေးခေါ်ဂျင်းကြီးမိနေတယ်လို့ကျွန်တော်အကြံမြင်တော့ယူဆလို့ရပါတယ်စစ်တပ်မပါပဲတိုင်းပြည်ပြောင်းလို့ရမရလူကြီးမင်းတို့ဘယ်လိုမြင်ပါလဲဒုတိယပိုင်းစားလိုက် ုတိယပိုင်းမှာတော့အမျိုးသားညီညွတ်ရေးအစိုးရရဲ့တဘာဝဘေးအန္တရာယ်များတားဆီးစီမံခန့်ခွဲရေးဝန်ကြီးဌာနထုတ်ပြန်ပြောဆိုချက်များအရစက်ကြီးဒသမ2ဘီလီယံ2024ခုနှစ်ဒီဇင်ဘာလအထိတုံးဆွဲခဲ့တယ်လို့လုံးချပါတယ်ပထမတော့မောင်းမှတင်ထားတဲ့သတင်းကဘုံခုချင်းများတူးရန်နဲ့အာဒီအသိပညာပေးရန်အတွက်စက်ကြီးဒသမ2ဘီလီယံအသုံးပြုတယ်လို့ဆိုရပြီးလွန်ခဲ့သောနှစ်ပိုင်းမှာမှာ မောင်းကအက်တစ်လုပ်ပြီးအက်တစ်စာသားကိုအက်တစ်လုပ်လိုက်ပြီးတော့ဒီစက်ချစ်တသမာနှစ်ဘီလီယံဟာဘုံခိုခြင်းတစ်ခုရယ်မဟုတ်ပါဘူးအဲတာလဘတ်ဒီပေါ့ဗျာဘာညာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတဘာဝဘေးအန္တရာယ်အယံဆန်ပါဘာတွေလုပ်နေတာလဲဆိုတော့လေကျွန်တော်နားမလည်ပါဘူးဒီစက်ချစ်တသမာနှစ်ဘီလီယံပတ်စံကိုပထမဘုံခိုခြင်းတူကိုစက်ချစ်တသမာနှစ်ဘီလီယံဆိုတော့ဘုံချဲလို့တည်သွားတဲ့လူတွေကိုဖြတ်ခင်းမျက်နှာလေမျက်စိတွေမှာပြေးမြင်ပါတယ် လုံးချက်လိုက်ကြတာဗျာနောက်တစ်ခုကဒီသတင်းထွက်ပေါ်လာပြီးမှဘုံခုချင်းတူးရင်တိုက်ဆောက်ကားစီလို့ရပြီဆိုတဲ့စိတ်ကူးနဲ့ဘုံခုချင်းတူးမဲ့လူတွေလည်းဆိုရှယ်စာမျက်နှာထပ်မှာအများပြားထွက်ပေါ်လာပါတယ်စရင်းကိုလုံးတုတ်တာမျိုးကတော့မကောင်းပါဘူးစကိုင်းတိုင်းဘုံခုချင်းများတူးရဲ့အတွက်တစ်ချက်စကိုင်းတိုင်းစစ်ဘေးရှောင်များအတွက်နှစ်ချက်နေရာပြောပြရအောင် နေပြီးတော့စစ်ဘေးရှောင်များအတွက်3ချက်ဥပမာပါဗျာကင်းနေပြီးနေဘာအတွက်5ချက်ဒီတော့ကတော့ပေါ်ပြလို့ရတယ်လို့ကျွန်တော်ယူဆပါတယ်ဘုံကိုချင်းများတူရဲ့စစ်ချက်တသမာ1ဘီလီယံဆိုတဲ့ပတ်စံကြီးတာလက်ရှိအလူခံနေတဲ့အမူဒီအောက်ကတရင်တက်ဖွဲ့တက်ခွဲအသီးသီးကဒူရီတန်ကြီးစံမှုလက်နက်ဖိုးယူနီဖောင်းဖိုးစားဖို့တောက်ဖို့ရိတ်ခါဖိုးတွေပေးနိုင်ခဲ့ရင် ဘုံမှုအဆက်ချက်တမနိဘီလီယံကိုစစ်ပုံကြောင့်တိဆောက်တဲ့နေရာမှာ အသုံးပြုနိုင်ခဲ့လုံတုပ်ပတ်စံတွေကိုတကယ်ထိရောက်တဲ့နေရာမှာသုံးနိုင်ခဲ့ခင်ဗျားတို့ပေးတဲ့လူသားချင်းစာနာမှုအကူအညီဟာအမေရိကန်အားနှစ်ပေါင်း30လောက်ဗမာပြည်ကိုပေးခဲ့တာပါဒါပေမဲ့ပြဿနာပြီးမသွားပါရှင်း အဲ့တော့လက်သိထိုးပြီးလက်ချိတ်ထိုးပြီးဘလို့ပေးလို့ဘလို့ယာမန်းပြီးပေးကပေးဤမရကျွေးကကျွေးဤမဝအချင်းကြီးနဲ့2024ခုနှစ်ဒီဇင်ဘာထီတော့အန်ယူဂျီရဲ့ဝန်ကြီးဌာနတစ်ခုဟာစက်ချစ်တသမာ1ဘီလီယံအသုံးပြုလိုက်ကြောင်းထုတ်ပြန်မှုအပေါ်မှာဒီလိုလူစိတ်ထဲမှာဘလို့ချင်းမြင်ယူဆခံစားမိပါတယ်ဒီနေ့ရောက်လိမ့်တော့ ားလုံးကိုကျေးဇူးတင်ပါ